မင်္ဂလာပါခင်ဗျရေကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်စစ်ကောင်စီရဲ့ဖိအားပေးမှုကြောင့်ပြည်တွင်းမှာစစ်တကတတ်မှတ်ထားတဲ့ရွှေတကြက်သားကိုမွေးကျက်48သိန်းဝင်းကျင်ဈေးနှုန်းနဲ့ပဲရွှေဆိုင်တွေကလူတအုပ်ကိုရွှေတစ်ပဲနှစ်ပဲနှုန်းရောင်းချပေးနေရပြီလက်ရှိဈေးကွက်ထဲမှာတော့အခောက်ရွှေတကြက်သားကိုမွေးကျက်53သိန်းဝင်းကျင်ရှိနေတယ်ဆိုပါတယ် မြတ်တော်ကြီးမြင်းဂျန်မြို့နယ်အဆက်မှာအကြက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်မှုအတွေ့စစ်ကောင်စီဘက်က73ဦးသေသွားတဲ့အပြင်5ဦးကိုပါအရှင်ဖမ်းမိထားပြီးတနက်73လက်နဲ့မပါအလောင်းတွေလည်းရရှိထားတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြက်ဖက်စစ်ကောင်စီရဲ့ဖိအားပေးမှုကြောင့် ပြည်တွင်းမှာစစ်တပ်ကတတ်မှတ်ထားတဲ့ရွှေကြက်သားကိုငွေကြက်48သိန်းဝန်းကျင်ဈေးနှုန်းနဲ့ပဲရွှေဆိုင်တွေကလူတအုပ်ကိုရွှေတစ်ပဲနှစ်ပဲနှုံရောင်းချပေးနေရပြီလက်ရှိဈေးကွက်ထဲမှာတော့အခောက်ရွှေတစ်ကြက်သားကိုငွေကြက်53သိန်းဝန်းကျင်ရှိနေတယ်လို့ရွှေကုန်သည်တွေကပြောပါတယ်လက်ရှိပြည်တွင်းဈေးကွက်ထဲမှာဆိုရင်ဇွန်လ9ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲရွှေဈေးဟာတစ်ကြက်သားကိုငွေကြက်54သိန်းနဲ့ဈေးပိတ်သွားပြီဒီကနေ့မှာတစ်ကြက်သားကို53သိန်းနဲ့ဈေးစဖွင့်ခဲ့တယ်လို့ စစ်ကောင်စီကတမတ်ထားတဲ့ရွှေဈေး48သိန်းဝင်းကျင်တဲ့ကဘသူမှအယောင်းဝယ်မလုပ်ကြဘူးလို့လဲရွှေကုန်တယ်တွေကပြောပါတယ်။ဒါကိုအကြမ်းဖက်စစ်ကောင်စီကအတင်းအကျပ်ဖိအားပေးနေတဲ့အတွက်သူတို့တမတ်ထားတဲ့ငွေကျပ်48သိန်းဝင်းကျင်တဲ့ရွှေဆိုင်တွေကလူတအူးကိုရွှေတပဲနှစ်ပဲနှုံရောင်းချပေးနေရတယ်လို့လဲရန်ကုန်ရွှေကုန်တယ်တွေကပြောထားပါတယ်။အဲ့ဒီလိုရွှေဆိုင်တွေတဲ့အောင်တမာတိရွှေဆိုင်မှာဆိုရင်အဲ့ဒီစစ်ကောင်စီတမတ်ဈေးနဲ့လူတအူးကိုရွှေတပဲနှစ်ပဲဝယ်မဲ့သူတွေဟာ ကြိတ်ကြိတ်တိုးတန်းစီနေကြပြီအဲ့ဒီမှာတန်းစီနေတဲ့သူတွေဟာလေအဲ့ဒီမှာဝယ်ပြီးအပြင်ကပေါက်ဈေးနဲ့ပြန်ရောက်ရင်မြတ်တဲ့အတွက်ကြိတ်ကြိတ်တိုးကိုတန်းစီနေကြတယ်လို့ရွှေကုံတဲ့တူကပြောထားပါလေတစ်ဖက်မှာတော့အကြံဖတ်စစ်ကောင်စီကပြည်တွင်းမှာရွှေဈေးနဲ့ငွေဈေးတွေမြင့်တက်နေတာဟာဝိသမစီးပွားရေးသမားတွေကြောင့်ဆိုပြီးအပြစ်တင်ပြောဆိုထားပြီးတော့အရေးယူမှုတွေလည်းလှုပ်ဆောင်နေတယ်ဆိုပြီးတော့ပါဇွန်လ9ရက်နေ့မှာပြုလုပ်သွားတဲ့စစ်ကောင်စီအစည်းအဝေးအတွင်းထုတ်ဖော်ပြောဆိုသွားပါသေးတယ်ခင်ဗျ တစ်ဖက်မှာတော့မန္တလေးတိုင်းကထိုးကြီးမြင့်ကြံမြို့နယ်အဆက်မှာအကြံဖက်စစ်ကောင်းစီတက်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတက်တွေကကြားဖြတ်တိုက်ခိုက်မှုအတွေ့စေကောင်းစီဘက်က73ဦးသေသွားတဲ့အပြင်5ဦးကိုအရှင်ဖက်မိထားပြီးတနက်73လက်နဲ့မသာအလောင်းတွေကိုပါရရှိထားတယ်လို့ဒေသခံတော်လိုင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဇွန်လ9ရက်နေ့နဲ့6ရက်နေ့တွေမှာနထိုးကြီးမြင့်ကြံမြို့နယ်အဆက်အနီးစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြံဖက်စစ်ကောင်းစီတပ်သားတွေကို တော်လန်ရေးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစေကောင်စီတပ်သား73ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင်ငါးဦးကိုပါအရှင်ဖမ်းမိထားပြီးသူတို့စီကနေတနက်73လက်နဲ့မသားအလောင်းတွေလည်းရရှိထားတယ်လို့ဒေသခံတော်လန်ရေးသတင်းရင်းမြစ်ကပြောထားပါတယ်။အဲ့ဒီလိုတိုက်ပွဲအတွင်းအတုံယုံအပြုံလိုက်ပေနေကြတဲ့စေကောင်စီတပ်သားတွေရဲ့မသားအလောင်းပုံအပြည့်စုံတို့ရန်ကုန်ခေတ်တည်းရဲ့ Telegram မှာပွားရောက်ကြည့်ရှုနေပါတယ်ခင်ဗျ။ ဒီတခါမကွေးတိုင်းဘက်မှာလေစလင်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရစ်တပ်တွေကကြားပြတ်တိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်ကစစ်ကြောင်းမှုအပါအဝင်၄ဦးကတော့သေကုန်ကြပြန်ပြီလို့မင်းမှုခင်အမှတ်တက်ရင်ရင်တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဇွန်လ9ရက်နေ့ကစပြီးစလင်းမြို့နယ်လင်းစင်းရက်စခန်ကနေစစ်ကြောင်းထုတ်ဖို့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရစ်ပူးပေါင်းတပ်တွေကလမ်းမှာတောက်လျှောက်ကြားပြတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်ကစစ်ကြောင်းမှုအပါအဝင်စစ်သား၄ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်များသွားတဲ့အတွက်ပြန်ဆုတ်သွားကြတယ်လို့မင်းဘူးခိုင်အမှတ်၁တရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာလည်းမွန်ပြည်နယ်ဘီလင်းမြို့ကလက်စစ်ရုံလုံခြုံရေးရဲတပ်ချက်ကြီးတင်လာဆိုသူနဲ့လက်ပန်းမြို့နယ်မင်းရဲ့ရက်ကွက်အုပ်ချုပ်ရေးမှုကိုတက်ဆိုသူတို့နှစ်ဦးပြစ်ခတ်ခံရပြီ။နှစ်ဦးလုံးသေကုန်ကြပြီလို့တော်လန်ရေးတပ်ဖွဲ့နဲ့ဒေသခံပြည်သူတွေကပြောပါတယ်။ မွန်ပြည်နယ်ဘီလင်းမြို့မှာတော့ဇွန်လ6ရက်နေ့ကပဲတောင်စွန်းလျှက်စစ်တအားခွဲယုံရဲ့လုံခြုံရေးရဲတပ်ချက်ကြီးတင်လှဆိုသူဟာထမင်းစားဖို့ပြန်လာတဲ့လမ်းမှာပဲပြစ်ခတ်ခံရပြီးနေရာမှာတင်ပွဲချင်းပြီးကိုသေသွားတယ်လို့ဒေသခံပြည်သူတို့ကပြောပါတယ်တစ်ဖက်မှာလေဘကိုးတိုင်းကလက်ပရန်မြို့နယ်မှာဇွန်လ9ရက်နေ့ကပဲအကြမ်းဖက်စစ်တပ်အတွက်လူငယ်တွေကိုစစ်သားတွေအဖြစ်လိုက်လံစုဆောင်းနေတဲ့မင်းရဲ့ရက်ွက်ယုံကိုရွှေဒမ်းမြေပြည်သူကာကွယ်ရေးတပ်ဖွဲ့ကဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ရမှာ ုတ်ချုပ်ရည်မှုထိတ်ကြီးလို့ခေါ်တဲ့ကိုတက်စွတ်သူဟာနေရာမှာရင်ဖွဲ့ချင်းမိကိုသေသွားတယ်လို့ရွှေဒန်းမြေပီတရတပ်ဖွဲ့ကပြောထားပါတယ်။အဲ့ဒီအုတ်ချုပ်ရည်မှုထိတ်ကြီးလို့ခေါ်တဲ့ကိုတက်စွတ်တဲ့သူဟာလက်ဗရန်မြို့နယ်ပြူစော့တီကောင်းဆောင်၃ဦးတဲ့ကတဦးဖြစ်တယ်လို့အကြံဖက်စစ်တပ်အတွက်စစ်သားတဲ့အဖြစ်လိုက်လံစုဆောင်နေုံနဲ့မကစစ်တပ်အားကိုနဲ့ပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိန်ချောက်နေတဲ့သူဖြစ်ပြီးအခုတော့ပြေပြီလို့ရွှေဒန်းမြေပီတရတပ်ဖွဲ့ကပြောထားပါတယ်ခင်ဗျ တစ်ဖက်မှာတော့မြန်မာပြည်သူတရက်လုံးကအသိမှတ်ပြုလိုလားတဲ့သူကိုသာလျင်အရခတတော်အေအေကအစိုးရဖြစ်ဆက်ဆံသွားမှာဖြစ်တယ်လို့အရခတတော်အေအေပြောခွင့်ရခိုင်တုခကပြောဆိုလိုက်ပါတယ်ဒီနေ့ဇွန်လ၈ရက်နေ့မှာချင်းပါတဲ့အရခတတော်အေအေရဲ့သတင်းစာရှင်းလင်းပွဲမှာစစ်ကောင်စီနဲ့အယူဂျီနှစ်ခုတည်းကဘသူကိုအသိမှတ်ပြုဆက်ဆံသွားမလဲလို့မေးတဲ့မိကွန်းနဲ့ပတ်သက်ပြီးအရခတတော်အေအေပြောခွင့်ရခိုင်တုခကပြောတော့တာပါမြန်မာပြည်သူတရက်လုံးကဘသူကိုအသိမှတ်ပြုတယ်လဲ ဘသူကိုပို့ပြီးလိုလာတယ်လဲမြန်မာပြည်သူတွေအတွက်ဘသူကအရေးချင်းရှိရှိနဲ့တာဝန်ခံတာဝန်ယူပြီးဆောင်ရွက်နိုင်တယ်လဲဆိုတာကသာအရေးကြီးတာဖြစ်တဲ့အတွက်ပြည်သူတွေအတွက်အစိုးရတာဝန်ကိုဘသူကတာဝန်ယူနိုင်တယ်လဲဆိုတဲ့အချက်အပေါ်မှာမူတည်ပြီးရွေးချယ်ဆက်ဆံသွားမှာဖြစ်တယ်လို့အရခတတော်အေးအေးပြောခွင့်ရခိုင်တုခကပြောသွားပါတယ်လက်တော်မှာတော့အရခတတော်အေးအေးကအရခလန်းစဉ်အတိုင်းဆက်လက်သွားနေပြီခွဲထွက်ဖို့မရှိသလိုကိုပိုင်ပြတ်ထန့်ခွင့်နဲ့ ကွန်ဖန်ဒရစ်ကိုအပြည့်အဝရအောင်သာတိစောက်နေဆဲဖြစ်ပြီးတဖက်နဲ့တစ်ဖက်အပြန်အလှန်လေးစားပြီးတော့တည်ငိမ်အေဂျင့်နဲ့အနာဂတ်ကိုတိစောက်ဖို့ရည်ရွယ်ပြီးလှုပ်ဆောင်နေတယ်လို့လည်းပြောတော့ပါတယ်လက်ရှိမှာတော့အရကတတော်အေကရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းနယ်မြေတွေကိုတောက်လျှောက်ထိုးစစ်ဆင်နေပြီးမြို့နယ်အများစုကိုလည်းသိမ့်ပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့အချမ်းဖတ်စစ်ကောင်စီကမြန်မာနိုင်ငံသားတွေရဲ့ထိုင်းကွန်ဒိုဝယ်ယူမှုအပေါ်ဖြိုခွင်းအရေးယူနေတဲ့အတွက် ထိုင်းကွန်ဒိုဝဲလိုအားတွေကြာဆင်းနိုင်တယ်လို့ထိုင်းကွန်ဒိုလုပ်ငန်းရှင်အသင်းကပြောဆိုထားတဲ့အကြောင်းကိုဘန်ကောက်ပို့စ်သတင်းမှာဖော်ပြထားပါတယ်။ထိုင်းနိုင်ငံကကွန်ဒိုတိုက်ခန်းဝယ်ယူမှုတွေကိုမြန်မာစစ်ကောင်စီကဖြိုခွင်းအရေးယူနေတာတွေလုပ်နေပြီးစစ်ကောင်စီရဲ့ရေးယူမှုတွေကြောင့်ဧပြီလနဲ့မေလအတွင်းမြန်မာနိုင်ငံသားတွေထိုင်းမှာဝယ်ယူထားတဲ့ထိုင်းဘက်ငွေ1ဘီလီယံကျော်တန်ဖိုးရှိတဲ့ကွန်ဒိုအခန်းဝယ်ယူတဲ့သူတွေစီလွှဲပြောင်းပေးဖို့ပိတ်ဆို့အတားအဆီးတွေရှိနေတယ်လို့ထိုင်းကွန်ဒိုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌကပြောထားပါတယ်။ဒီလိုမြန်မာစစ်ကောင်စီက မြန်မာနိုင်ငံသားတွေထိုင်းနိုင်ငံကကွန်ဒိုဝယ်ယူမှုအပေါ်ဖြိုခွင်းအရေးယူမှုတွေကြောင့်ထိုင်းနိုင်ငံရဲ့ကွန်ဒိုဝယ်လိုအားတွေကျဆင်းမှာဖြစ်ပြီးထိုင်းကွန်ဒိုလုပ်ငန်းရှင်တွေအနေနဲ့လည်းအယောင်ပြပွဲတွေနဲ့ပြည်တွင်းဝယ်လက်ကိုသာဥတီတင့်တယ်လို့ထိုင်းကွန်ဒိုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌကပြောထားပါတယ်။ဒါအပြင်ထိုင်းကွန်ဒိုဝယ်ယူမဲ့မြန်မာဝယ်လက်တွေအတွက်တခြားနီလန်းနဲ့ငွေလွှဲပြောင်းနိုင်မှုနီလန်းတွေကိုပါရှာဖွေဖို့လိုအပ်တယ်လို့လည်းထိုင်းကွန်ဒိုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌကသုံးသပ်ပြောဆိုထားပြီးတပတ်ကအကြံဖက်စစ်ကောင်စီကတော့ လက်ရှိမြန်မာနိုင်ငံကထိုင်းကွန်ဒိုရောင်းချပေးတဲ့သူနှစ်ဦးကိုဖမ်းဆီးတားပြီးတော့ကွန်ဒိုဝယ်ယူသူ၃ဦးကိုပါဖမ်းဝရန်ထုတ်ထားပါသေးတယ်ခင်ဗျ။ဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ